ကျွန်တော်တို့ရဲ့နောက်ထပ်တရင်တစ်ခုကတော့ဆော်ဒီအာရေဗျမှာဖြစ်ပါတယ်နိုင်ငံကကာဖလာစနစ်ကိုတဲဝင်းအဆုံးသတ်လိုက်ပြီဖြစ်တယ်ဒီစနစ်က1950ခုနှစ်မှာနိုင်ငံသားသားအလို့သမားတွေအတွက်ဖန်တီးခဲ့တဲ့ထောက်ပံ့မှုပုံစံတစ်ခုပါဒီစနစ်ကအလို့ရှင်တွေကိုအလို့သမားတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုယူထားပြီးသူတို့ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်ခွင့်ပေးခဲ့ပါတယ်လူအများကဒါကိုခေတ်သစ်ကြုံပြုတ်မှုပုံစံတစ်ခုလို့ခေါ်ခဲ့ကြပါတယ် ဆော်ဒီအာရဗျာကဒီနေ့ဇွန်လမှာဒီစနစ်ကိုဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တခါဆော်ဒီအလုပ်သမားဥပဒေတွေမှာဆက်စုနဲ့များစွာအတွင်းအကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ဒီပြုပြင်ပြောင်းလဲမှုဟာအေရှမင်းသားမိုဟာမက်ဘင်အယ်မန်ရဲ့ဗီဇာ2030အစီအမံရဲ့တစိုက်တစ်ပိုင်းဖြစ်ပါတယ်။ဒီစီမံရေးရီမန်ချက်ကစီဝါကြီးကိုခင်မိစေပြီးကဘာတွန်းကအခြေချင်းရှိသူတွေကိုဆွဲဆောင်ဖို့ပါ။ ကာဖရာစနစ်ကိုအဆုံးသတ်လိုက်တာကဆော်ဒီအာရေဗျမှာနိုင်ငံခြားသားအလို့သမား73တန်းကျော်ကိုတက်ရောက်မှုရှိခဲ့ပါတယ်။သူတို့ထဲမှာအတိမနေထိုင်ပြီးအလို့လုံနေတဲ့အိန္ဒိယလူမျိုးနှစ်တရငါးတန်းကျော်လည်းပါဝင်ပါတယ်။လူအများအတွက်ဒီပြောင်းလဲမှုကသူတို့ရဲ့အလုံနဲ့နေစဘဝကိုဒေတာတွင်းပြန်လည်ပုံဖော်နိုင်ပါတယ်။ဆယ်စုနှစ်များစွာဆော်ဒီအာရေဗျမှာဆွေပြောင်းအလို့သမားတန်းပေါင်းများစွာဟာကာဖလတ်စနစ်အောက်မှာနေထိုင်ခဲ့ကြပါတယ်။ အာရဗီဘာသာမှာကဖလာဆိုတာထောက်ပံ့မှုလို့အဓိပ္ပာယ်ရပါတယ်ဒီစနစ်ကနိုင်ငံခြားသားအလို့သမားတိုင်းကိုဒေသခံအလို့ရှင်ဦးရဲ့ချိတ်ဆက်ပေးခဲ့ပါတယ်အလို့ရှင်ကိုကဖီလိုခေါ်ပြီးသူကအလို့သမားရဲ့ဗီဇာအလို့နဲ့နေထိုင်ခွင့်ကိုအပြည့်အဝထိန်းချုပ်ခဲ့ပါတယ်အလို့သမားတွေကသူတို့ဘာသာအလို့ပြောင်းလဲခွင့်မရှိခဲ့ပါဘူးနိုင်ငံကူလက်မှတ်တွေတင်တာခံရတာကြောင့်နိုင်ငံကနေထွက်ခွာခွင့်မရှိခဲ့ပါဘူးအလို့ရှင်ရဲ့ ်ခွင့်ပြုချက်မရှိရင်အလုပ်လက်မှတ်တွေကိုတက်တန်းတိုးလို့မရခဲ့ပါဘူးဒီစနစ်ကအလုပ်သမားတန်းပေါင်းများစွာရဲ့ဘဝကိုထိန်းချုပ်ခဲ့ပါတယ်ဆာလိုရီလုပ်ငန်းခွင်ကဆာလိုအိမ်တွင်းအလုပ်တွေစေယုံတွေအထိကဖလတ်စနစ်ကဆော်ဒီအာရဗီမှာရွှေ့ပြောင်းအလုပ်သမားတွေဘလို့အလုပ်လုပ်တယ်ဆိုတာကိုထိန်းချုပ်ခဲ့ပါတယ်ဒီစနစ်ကို1950ခုနှစ်တွင်မှာစတင်ဖန်တီးခဲ့တာဖြစ်ပြီးအဲဒီချိန်ကအလဲအရှိလဲပိုင်းကိုပြောင်းလဲစေခဲ့တဲ့ရင်းနှံစည်းဝါးဖြစ်တော်မူကလမဖြစ်ပါတယ် ဒီစနစ်ဟာဒေသတွင်းစီးပွားရေးကိုတိစောက်ပေးခဲ့တဲ့နိုင်ငံခြားသားလူထုအများအပြားကိုစီမံခန့်ခွဲမှုရည်ရွယ်ခဲ့ပါတယ်။အချင်းကြရတဲ့နိုင်ငံများအစီအလဲပိုင်းနိုင်ငံများစွာကအလားတူစနစ်တွေကိုအသုံးပြုခဲ့ကြပါတယ်။နိုင်ငံတစ်ခုစီမံသူရဲ့ version ရှိပေမဲ့အားလုံးကအလုပ်ရှင်တွေကိုနိုင်ငံခြားသားလူထုတွေအပေါ်အနာပိုင်းစွန့်အားပေးခဲ့ပါတယ်။ဒီဆော်ဒီအာရဗျာကြောင့်ကတော့ဒီအနာကလူတန်းပေါင်းများစွာကိုတယောက်ခဲ့ပါတယ်။ဒီနေ့မှာ နိုင်ငံမှာဆွေပြောင်းလို့တမ73တမ4တန်းလောက်ရှိပါတယ်သူတို့ဟာစုစုပေါင်းလူဦးရေ42ရာခိုင်နှုန်းလောက်ဖြစ်ပါတယ်ဒီလူတမအများစုဟာတောင်အာရှနဲ့အရှေ့တောင်အာရှကလာခဲ့လာကြတာပါဇိုလာမှာကျင်းပခဲ့တဲ့ပြည်ပြောင်းလဲမှုကကာဖလတ်စ်နဲ့ဟောင်းကိုတရားဝင်အဆုံးသတ်လိုက်ပါတယ်အခုဆော်ဒီအာရဗျာကအလုပ်စာချုပ်တွေကိုအခြေခံတဲ့စနစ်တစ်ခုကိုအသုံးပြုနေပါတယ်ဒီစနစ်တစ်အောက်မှာအလုပ်သမားတွေကစာချုပ်ပြီးဆုံးပြီးနောက် ဒါမှမဟုတ်တင့်ညော်တဲ့အကြောင်းကြားစာပေးပြီးအလုပ်ပြောင်းလဲနိုင်ပါတယ်။အလုပ်ရှင်ရဲ့ခွင့်ပြုချက်ဒါမှမဟုတ်ထွက်ခွာဗီဇာမလိုအပဲနိုင်ငံခြားကိုခီးသွားနိုင်ပါတယ်။လာစာနောက်ကျတာဒါမှမဟုတ်သူတို့ရဲ့အခွင့်အရေးတွေမလေးစားခံရရင်တိုင်ကြားနိုင်ပါတယ်။ဒီပြောင်းလဲမှုကအင်ရှင်မင်းသားမိုဟာမက်ဘင်အန်မန်ရဲ့ဝင်းဇေ2030စီမံရေးတစ်စိတ်တိုင်းဖြစ်ပါတယ်။ဒီအစီအမံဟာစီးပွားရေးကိုကွဲပြားစေပြီးနိုင်ငံကရင်းနှီးမြှုပ်နှံကိုပုံမဆွဲဆောင်ဖို့ရည်ရွယ်ပါတယ်။ အိနီချင်းကာတာနိုင်ငံကလည်း2020 Viva ကမ္ဘာဖလားမတိုင်ခင်သူရဲ့အလို့သမားဥပဒေကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ဒီလိုတူရဲ့အလို့သမားပြောင်းလဲမှုရဲ့ခေရစီကြောင့်တခုရဲ့တစိတ်တပိုင်းဖြစ်ဆော်ရီယာပြရဲ့လှုပ်ရှားမှုကိုကြွချင်းသူတွေကပြောပါတယ်။အိန္ဒိယအလို့သမားတွေအတွက်ဒါအဓိကလက်ပြောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ဆော်ရီယာပြမှာအိန္ဒိယလူမျိုးနှစ်တန်းမှ၅တန်းကျော်ကနေထိုင်ပြီးအလို့လုပ်နေကြပါတယ်။သူတို့ဟာနိုင်ငံထက်မှအကြီးဆုံးနိုင်ငံခြားသားအတော်ဝန်တစ်ခုဖြစ်ပါတယ်။ ဆော်ဒီအာရဗျမှာဘင်္ဂလားဒေ့ရှ်ပါကစ္စတန်အင်ဒိုနီးရှားနဲ့အခြားနိုင်ငံတွေကလူသမားတွေလည်းအများအပြားရှိပါတယ်သူတို့အများစုကဆောက်လုပ်ရေးကျမရေးအိမ်တွေအလုပ်လက်လီကုံတရင်နဲ့အခြားအလုပ်တွေမှာလုပ်ကိုင်နေကြပါတယ်။စနေတိတ်ကသူတို့အတွက်အလုပ်ပြောင်းလဲရန်နဲ့ခီးသွားရန်ပုံမလွယ်ကူစေမှာပါ။ဒါကသူတို့ကိုပုံမကောင်းမွန်တဲ့လစာနဲ့ပုံမလုံခြုံတဲ့အလုပ်လုပ်ကိုင်မှုအခြေအနေဆက်ဖွေနိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ကျွမ်းကျင်သူတွေကတကယ်အောင်မြင်မှုကစီမင်းတွေကိုလက်တွေ့မှာဘလောက်ကောင်းကောင်းအကောင့်ထက်ဖော်နိုင်တယ်လဲဆိုတာပေါ်မှာမူတည်တယ်လို့ပြောပါတယ်။ဒါတော့မှလူအများကဒီပြောလဲမှုကိုတမိုင်းဝင်အခိုင်အတန့်တစ်ခုအဖြစ်မြင်ကြပါတယ်။ဒါခါအလို့သမားတွေကိုအရင်ကထက်ပုံမလွတ်လောက်မှုနဲ့လှုပ်ရှားမှုပေးဆွမ်းပါတယ်။ဆော်ရီယာပြအတွက်တော့ဒါခါပုံမပွင့်လင်းပြီးခင်မိတဲ့အလို့သမားစိတ်ကွက်စီတိုးတက်မှုကိုပြသပါတယ်။